တဲ့ရဲ့မမြင်နိုင်တဲ့အသွေးထောင်ကျောက်ထဲမှာပြိမိနေသလားအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ focus ကန္တာကနေပြန်လဲကြိုဆိုပါတယ်ကျွန်တော်ကတော့တင်တို့ရဲ့ CEO coach and master trainer Aiden ဖြစ်ပါတယ်ဒီနေ့ကျွန်တော် မဲဆွေတို့ကိုရိုးရှင်းပေမဲ့တိတ်ကို အစွမ်းထက်တဲ့မဲခွန်းတစ်ခုမဲကျင်ပါတယ်ကိုကိုကိုတဏီယာယာမှာပဲရက်တန့်နေတယ်ရှေ့မတိုးနိုင်တော့ဘူးလို့ခံစားခဲ့ရဘူးလားကိုတငယ်ချင်းတွေပတ်ဝန်းကျင်က လူတွေအောင်မြင်ပြီး ရှေ့ကိုရောက်သွားကြပေမဲ့ကိုကတော့မပြောင်းလဲတဲ့မပြောင်းလဲတဲ့နေရာမှာပဲစူးစမ်းရင်း ရုံးကန်နေရာဒုံပဲလို့ခံစားမိလားတကယ်လို့ကျွန်တော်ကတင်တို့ကို အနောက်မှာဆွဲထားတဲ့အကြီးမားဆုံးအရာဟာတင်တို့ရဲ့အကြီးအချင်းနောက်ကန်အရှိရနေဒါမှမဟုတ်ကံတရားကြောင့်မဟုတ်ပဲတင်တို့ရဲ့စိတ်ထဲမှာရှိနေတဲ့တင်မမြင်နိုင်တဲ့ယုံကြည်ချက်တစ်ခုကြောင့်လို့ပြောရင်ဘယ်လိုလုပ်မလဲဒီနေ့မှတော့ တင်တို့ကိုတင်တို့မသိလိုက်ပဲတင်တို့ရဲ့ဘဝကိုထိမ့်ချုပ်နေတဲ့အောင်မြင်မှုရဲ့တိတ်တဆိတ်လူသက်သမားအကြောင်းကို အတူတူဖော်ထုတ်ကြပါစို့ကျွန်တော်ပြောနေတဲ့ဒီနာကျင်မှုက လူတော်တော်များများနဲ့ယဉ်နီပြီးသားပါအဲ့ဒါကတော့ငါကတော့ဒီလောက်ပဲတက်နိုင်တာငါမှာပါတမီမပါဘူးဆိုတဲ့ခံစားချက်မျိုးပါ အသစ်တစ်ခုခုကိုစမ်းလို့ဖို့ကြောက်နေတာချုံးနေမှာဆိုလို့အခြားသူတွေအမြင်မှာညံ့တယ်လို့အထင်ခံရမှာဆိုလို့နောက်တွန့်နေတာမျိုးပါ အခက်အခဲနဲ့တွေ့တာနဲ့အလွယ်တကူလက်မြောက်အရှုံးပေးပြီးတွေ့လာငါပြောတာပဲငါမလုံနိုင်ဘူးလို့ဆိုပြီး ကိုကိုကိုပြန်ပြောနေတာမျိုးပါဒီနာကျင်မှုရဲ့ တရဝင်နံမီကတော့ပုံသေးအတွေးအခေါ် fifth mindset ပါပဲ fifth mindset ဆိုတာဉာဏ်ကြီးအကြီးအရှင်းနဲ့ပါရမီဆိုတာမွေးရာပါဖြစ်ပြီးပြောင်းလဲလို့မရဘူးဆိုတဲ့ယုံကြည်ချက်ပါဒီအတွေးထောင်ကြောက်ထဲမှာဒီအတွေးထောင်ကြောက်ထဲမှာပိတ်မိနေတဲ့သူတွေက အများအားဖြင့်နံပါတ်၁စိန်ခေါ်မှုကို ဆောင်ရှားကြတဲ့ကိုယ့်ရဲ့အားနည်းချက်ကို ပေါ်သွားမှာဆိုလိုပါနံပါတ်နဲ့အလွဲတကူလက်လျှော့တတ်တဲ့အခက်အခဲနဲ့ကြုံလာတဲ့အခါမှာပေါ့နံပါတ်3ကြိုးစားအားထုတ်မှုကိုတန်ဖိုးမထားဘူးတကယ်တော်တဲ့သူကကြိုးစားစရာမလိုဘူးလို့သူတို့ကယုံကြည်ကြတယ်နံပါတ်4ဝေဖန်အကြံပြုချက်ကိုလက်မခံနိုင်ဘူး ဝေဖန်မှုကိုတိုးတက်ဖို့အတွက်အကြံဉာဏ်အဖြစ်မမြင်ပဲသူတို့ရဲ့ပင်ကိုအရရှင်းကိုစော်ကားတိုက်ခိုက်တယ်လို့မြင်တတ်ကြတယ်အနာကျင်ရဆုံးကတော့ဒီအတွေ့အခေါ်ကတင့်ကိုလက်ရှိပိုင်ဆိုင်ထားတဲ့အရီအရှင်းရဲ့အကျဉ်းသားတယောက်ဖြစ်စေပြီးတင့်ရဲ့တကက်အစွမ်းအစ အလားအလာအလုံးရဲ့တကားကိုပိတ်ပစ်လိုက်တာပါပဲ။ ဒီအကြောင်းအရာကို ပို့ပြီးချင်းချင်းလင်းလင်းမြင်သာသွားအောင်ကျွန်တော်လူငယ်နှစ်ယောက်ရဲ့ဇက်လန်းလေးကိုပြောပြခြင်းပါတယ်သူတို့နာမည်ကို မောင်လှနဲ့မောင်အောင်လို့ပဲဆိုကြပါစို့မောင်လှရဲ့ဇက်လန်း fish mindset မောင်လှကတော်ပြီးထက်မြက်တဲ့ဘွဲရလူငယ်တယောက်ပါကော်မတီတစ်ခုမှာအလုပ်စဝင်တယ်သူရဲ့ပထမဆုံး project မှာအထက်လူကြီးစီကပြင်းပြင်းထန်ထန်ဝေဖန်အကြံပြုတာကိုခံလိုက်ရတယ်။ကြားလိုက်တာနဲ့မောင်လာရဲ့စိတ်ထဲမှာငါညံ့လို့ပဲငါဒီအလုံးနဲ့မကန့်ညီဘူးဆိုတဲ့အတွေးကဆက်ချင်းဝင်လာတယ်။အဲ့ဒီနေ့ကစပြီးသူဟာ အတွေးအမြင်အတိတ်တွေတင်ပြဖို့ကြောက်လာတယ်။စိန်ခေါ်မှုချစ်တဲ့အလုပ်တွေကို ရှောင်ဖယ်လာပြီးသူကျွမ်းကျင်ပြီးသားတေချာပေါက်လုံနိုင်မဲ့ထင်တဲ့အလုပ်တွေကိုပဲရွေးလောက်လာတယ်သူရဲ့လှုပ်ဆောင်လှုပ်ဆောင်ရည်ကတနေရာတည်းမှာပဲရက်တန့်သွားပြီးအရေးကြီးဆုံးကအလုပ်လုပ်ရတဲ့ကြော်ရွှင်မှုတွေကြောက်ဆုံးသွားတာပါပဲသူဟာသူ့ရဲ့အသွေးထောင်ကြောက်ထဲမှာပြိမိသွားခဲ့တယ်။ကဲမောင်အောင်ရဲ့ဇက်လန်းကို ဆက်ကြည့်ကြရအောင် group mindset မောင်အောင်ကမောင်လှနဲ့တူညီတဲ့အခြေအနေမှာပဲရှိနေခဲ့တာပါသူရဲ့ပထမဆုံး project မှာ အတူတူပဲပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရတယ်ဒါပေမဲ့ကွာခြားသွားတာကတော့သူ့ရဲ့အတွေးပါပဲမောင်အောင်ကဟိုဒါကတည်ယူဖို့အတွက်အခွင့်အရေးကောင်းပဲအခုမှငါဘယ်နေရာ လိုအပ်လင်းလိုအပ်နေလဲဆိုတာသိရတော့တယ်ငါကိုလမ်းညွန်ပေးတဲ့အထက်လူကြီးကိုကျေးဇူးတင်ရမယ်လို့တွေးလိုက်တယ်အဲ့ဒီနောက်မောင်အောင်ဟာအားနဲ့တဲ့အပိုင်းတွေကိုပို့လေလာတယ်ဝါရက်ဝန်တန်းတွေစီကအကြံဉာဏ်တွေတောင်းတယ်နောက် project မှာ အမားတွေကိုပြင်ဆင်ပြီးပို့ကောင်းအောင်လှုပ်ဆောင်ခဲ့တယ်သူဟာ စိန်ခေါ်မှုတွေကို မကြောက်တော့ပဲအခက်အခဲတိုင်းကိုတိုးတက်ဖို့အတွက်လက်ကတိတွေအဖြစ်မြင်လာခဲ့တယ်မကြာခင်မှာပဲသူဟာ သူ့အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်တင်တွေ့လာအခြေအနေကအတူတူပဲဒါပေမဲ့ရလက်ကကောင်းကင်နဲ့ညီကြီးလုံးကွာသွားတယ်အရာအလုံးဟာ အတွေးတစ်ခုတည်းကနေပဲ စတင်ခဲ့တာပါ တည်ရင်ကောင်းကတော့ကျွန်တော်တို့ဟာအုံနောက်ကို fit mindset fit mindset ကနေတိုးတက်ကြောင်းလဲနိုင်သောအသွေးအခေါ် growth mindset ဖြစ်လာအောင်လေ့ကျင့်ပေးလို့ရပါတယ်ဒါကပဲတင်တို့ရဲ့အစွမ်းအစတွေကို top front ပေးမဲ့အဖြေပါပဲ growth mindset ဆိုတာအကြီးအချင်းနဲ့ဉာဏ်ကြီးဟာစူးစမ်းအထောက်မှု တည်ယူမှုနဲ့မှန်ကန်တဲ့နီလန်းတွေကတဆင့်တိုးတက်ပြောင်းလဲနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ပါဒီနေ့ကစပြီးတင်ချက်ချင်းလှုပ်ဆောင်နိုင်မဲ့ရိုးရှင်းတဲ့အဆင့်၃ဆင့်ရှိပါတယ်အဆင့်၁တင့်ရဲ့ပုံသေးအတွေးအခေါ်ရဲ့အတန်ကိုတတိပြုမိပါပထမဆုံးကတော့ကိုယ်စိတ်ထဲမှာငါမလုံနိုင်ပါဘူးလို့ အတွေးဝင်လာတိုင်းအဲ့ဒါ fit mindset ရဲ့အတန်ပဲဆိုတာကိုသတိထားဖို့ပါပဲတိုက်ထုတ်စရာမလိုပါဘူးသတိထားမိလိုက်ရုံပါပဲအစ်စ်နဲ့အတွေးတွေကိုဘောင်းအစ်စ်ပြန်သွင်းပါအဲ့ဒီအတန်ကိုကြားပြီဆိုတာနဲ့တင့်ရဲ့အတွေးဟွာကြကို အပြုသဘောဆောင်အောင်ပြောင်းလဲလိုက်ပါငါရှုံးသွားတယ်အစားငါသင်ငန်းစာရလိုက်တယ် ငါမလုံနိုင်ဘူးအစာငါအခုထိမလုံနိုင်သေးဘူးအခုထိဆိုတဲ့စကလုံးလေးကိုထည့်လိုက်ပါဒါကအရန်ခတ်တဲ့အစာဒါကငါကိုတိုးတက်စေလိုက်မယ်အစင်သုံးဇက်လက်တစ်ခုတည်းကိုပဲမဟုတ်ပဲလုပ်ငန်းစဉ်ကို အာရုံစိုက်ပါ ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုကိုစီကျူးပါရလက်က ပြည့်ပြည့်စုံမနေသေးရင်သာအစ်စ်တစ်ခုကိုတတ်တိချစ်ချစ်စမ်းသက်လှောက်ဆောင်ခဲ့တဲ့အတွက်ကိုကိုကိုဂုံပြုပါတင်ယူမှုနဲ့တိုးတက်မှုကသာတကယ်အောင်မြင်မှု အစ်စ်အမှန်ပါတရိယာပါကျွန်တော်တို့ရဲ့အုံနောက်ကကြွက်သားနဲ့တူပါလေ group mindset ကိုပိုလေ့ကျင့်လေလေ ပိုပြီးတန်မာလေလေပါပဲကဲကျွန်တော်တို့ဒီနေ့အတွက် နောက်ဆုံးအပိုင်းကို ရောက်လာပါပြီကျွန်တော်မိတ်ဆွေတို့ကိုရိုးရိုးသားသားကိုကိုကိုပြန်မေးခိုင်းချင်တာက အတိတ်ကကိုယ့်ရဲ့ဘဝကိုဘယ်လိုအသွေးခေါ်မျိုးကမောင်းနေနေခဲ့တယ်လဲဒီနေ့ကစပြီးတင်ဟာတင်ဘဝဇက်လန်းကိုဘယ်အသွေးအခေါ်နဲ့ရေးသားသွားမလဲတင်ကိုယ်တိုင်ကန့်သက်ထားတဲ့အကန့်အသက်တွေနဲ့ ရှင်နောင်ထားခံရတဲ့ဇက်ကောင်အဖြစ်နဲ့လားဒါမှမဟုတ်စိန်ခေါ်မှုကအခွင့်အလန်းအဖြစ်မြင်ပြီးနေတိုင်းတိုးတက်နေတဲ့ဇက်လိုက်ကျော်အဖြစ်နဲ့လားဒီပေါကကို နားထောင်ကြည့်သွားရင်ကျွန်တော်မိတ်ဆွေတို့ကိုအင်စာလေးတစ်ခု ပေးခြင်းပါလေအခုလက်ရှိတင်ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတစ်ခုကိုစဉ်းစားလိုက်ပါပြည့်ရင် အဲ့ဒီအပေါ်အဲ့ဒီအပေါ်မှာသင်အသုံးပြုမဲ့တိုးတက်ကြောင်းလဲတဲ့အတွေ့ growth thought တစ်ခုကိုဒီအောက်ကကွန်မတ်မှာ ရေးခဲ့ပေးပါ စိတ်ခေါ်မှုလူချိတ်မှာစကားပြောရတာကြောက်တယ်ငါအခုထိ လူချိတ်မှာ စကားမပြောရသေးဘူးဒါပေမဲ့များများလေ့ကျင့်ရင်တေချာပေါက် ပိုကောင်းလာမှာပါပဲကျွန်တော်တို့အားလုံးတိုးတက်မှုကိုမျက်နှာသူတွေရဲ့ကျွန်တော်တို့အားလုံးတိုးတက်မှုကိုမျက်နှာသူတွေရဲ့ community တစ်ခုကို အတူတူတည်ဆောက်ကြရအောင်နားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်ကတော့တင်တို့ရဲ့ CEO coach and master trainer Aiden ပါအမြဲတရိယပါ တင်တို့ရဲ့အစွမ်းအစဆိုတာ ပြန်သက်ပြီးသားအရာမဟုတ်ဘူးအဆုံးမရှိဆက်ထွင်နိုင်တဲ့အရာတစ်ခုပါ နောက်အခွင့်အရေးတစ်ခုမှပြန်လဲဆုံတွဲကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေကိုလတ်ပါဘိုင်ဘိုင်